မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြန်မာညီညွတ်ဆွေးရဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော်ပြီးတော့တခါအာရှငင်းငယ်ရေးတောင်ရှိပြည်တွေကလည်းမြန်မာညီညွတ်ဆွေးရအနေချင်းနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရဂန်ဒေသနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်အတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်က ဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရီထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြဲမြဲခံရမှာထွက်ပေါ်လာဆိုတော့ကျွန်တော်တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရင်းဆိုင်မယ်တော်လိုင်းကြီးအတွက်လည်းအစွမ်းကုန်ရုန်းကန်မယ်တေးကြတဲ့ကျွန်တော်တို့မကြခင်မှာအောင်ပွဲအွန်လိုင်းထူရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရခိုင်စစ်ပွဲအမေရိကန်ပါဝင်လာတဲ့သတင်းဗိုလ်ကြီးနေမျိုးစဉ်ပြောပြလာတဲ့ရုပ်တံနဲ့အတူ လာရှိုးကိုဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဝန်ထမ်းတွေကိုတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကလုံခြုံရေးယူပေးခဲ့တဲ့ထူးခြားသတင်းတွေပါနောက်ပိုင်းမှာတင်ဆက်သွားမှာမို့အဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာ။ ူချဆန်းကျယ်တဲ့သဘာဝလာတရားရင်းနဲ့ကျွန်တော်တို့မသိမမြင်မကြားနိုင်တဲ့သဘာဝရဲ့ဖန်တီးချက်တကယ်လက်တွေ့ရှိနေပါပဲကျောက်ဆိုင်ကြီးနဲ့အချက်လိုက်အချက်လိုက်မသိရင်ပေါ့လွာလိုက်ဟိုရှိခိနှစ်ဒါနှစ်ပေါင်းအထောင်ပေါင်းတောင်ပေါင်းများစွာကဒုံတရားတို့ဘိုးရှင်ကအလွာလိုက်ချက်လိုက်လာပြီးတော့မတင်ကျေသေးတာဆိုပဲချက်လိုက်ချက်လိုက်ပြင်းနေတဲ့ကြောက်ဆက်ကြီးကိုကြည့်ပါဒါသဘာဝကြီးကကျွန်တော်တို့မမြင်နိုင်တဲ့အရွေ့တွေကျွန်တော်တို့မမြင်နိုင်တဲ့ပြည်ပြောင်းလဲမှုတွေကိုသူကအတူချိန်နဲ့သူလုတ်ပေးနေဆိုတဲ့တက်တည်ပါပဲ ခုကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့အလဲပိုင်းစကိုင်းပြည်ရဲ့ကြောကြီးမှာအခုချိန်ထိအချိန်ပေါင်း140ကျော်ဆင်ဆက်မပြတ်လှုပ်နေတဲ့ငလင်တွေဟာဒီလိုအစင်ငယ်စင်ငယ်သဘောပြောင်းလဲမှုဖြစ်စဉ်ရဲ့အသက်တည်ပုံရိပ်တစ်ခုပါအဲ့တော့ကျွန်တော်တို့အနေနဲ့ကမ္ဘာလောကကြီးဟိုဒီနေ့ကစစ်ဒီအာကာသအပေါ်မှာမိနစ်နေငယ်တက်ပြီးသွားတဲ့ကမ္ဘာကျော်အဆိုတော်တယောက်အာကာသပေါ်သူသွားလေတဲ့ခီးသွားဖြစ်နေပြန်ဆင်းနေဆင်းလာတော့သူဟာကမ္ဘာမြေကြီးကိုငုံမိနန်းနေတဲ့ ကျွန်တော်စိတ်ထဲမှာငုံနန်းတဲ့သူ့ရဲ့အတွေ့အကြုံနဲ့ကမ္ဘာလောကကြီးဆိုတာကျွန်တော်တို့ကသာအထင်ကြီးနဲ့အာကိုမြေကိုမြေကိုကိုနေရာကိုအိမ်ကိုချမ်းကိုပီးစားအစသဖြင့်ရှင်ပြီကမ္ဘာကြီးကိုစัจ java လာကြီးရဲ့ဟိုးအဝေးတနေရာကြီးကြည့်မယ်ဆိုရင်အဖျားလောက်တစ်ဖျားလောက်ကြီးအမှုန်လေးပဲကျွန်တော်မြင်ရတာပါတဲ့ကမ္ဘာကြီးအဖျားလောက်ပဲမြင်ရတဲ့ကမ္ဘာကြီးတွေမှာကျွန်တော်တို့ချင်းချင်းဟာရန်မီတွေဆောင်းလောဘဒေါသမောဟအတ္တတွေနဲ့ဟိုဟိုဘလော့ခေါမလဲငါတကောကောနေကြတကယ်တော့ကမ္ဘာကြီးကဘာမှမတည်မြဲဘူးလူဆိုတော့ကျွန်တော်တို့တွေမတည်မြဲဆိုသဘောကကြောက်လာကြောက်ရွံ့ကြီးလည်းမတည်မြဲဘူးပြုပြင်ပြောင်းလဲ ပြည့်စုံနိုင်ပြည့်နေတဲ့ဓမ္မတာပါပဲဒါအကြည့်ပြီးတော့ကျွန်တော်ကသင်္ကန်းစာယူတတ်ဖို့လိုသလိုလောဘဒေါသမောဟမမနာတွေကိုလည်းပဲလွန်ကျွန်းမဖြစ်အောင်ထိန်းချုပ်နိုင်ဖို့အတိတရားနဲ့ရှင်ပြီးသတိထားဖို့လိုအပ်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အခုဒါကျွန်တော်တို့ဒေါ်လိုင်းနေမြေအေရီယာတစ်ခုမှာရှိနေတဲ့တဘွားရှုခင်းနဲ့ရှင်ပြီးတော့မြေပြန်ကငလင်ပေးတင်ရတဲ့ပြည်သူတွေကိုစာနာကြောင်းနဲ့အခုဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်ရှင်ရှိတဲ့ကြောက်ချက်ကြီးတွေအခုအစင်းလိုက်ဖြစ်တတ်တယ်လို့မျိုး ခုဒီစကိုင်း 4G ရဲ့ပုတ်တိုက်နေတဲ့အချိန်ဟုံကြောင့်အခုဒီအပိုင်းမင်းရညအထိကိုမန္တလေးမှာအဲဒီ register 5ကြော်ထပ်လုပ်သေးတယ်ဆိုတော့ကျွန်တော်တို့က 3G ထားပါလိမ့်မယ်ကြောက်လောက်ချက်ချင်းတစ်ချက်ကအာဖရိကတက်ကကြောက်လောက်ချက်ကြီးကကျွန်တော်တို့အာရှရဲ့အလောက်ကိုလာလာဆောက်ပြီးတော့လွန်ခဲ့တဲ့နှစ်တန်းအနည်းတန်းမောင်းများတော့အခုပြန်ပြီးတော့သူကပုတ်တိုက်ပြီးရွေးရှားနေတယ်အဲ့တော့ပြန်ဆုတ်ခေါ်သွားတာပဲဖြစ်ဖြစ်ပုတ်တိုက်ရင်းမဲ့အောက်မှတစ်ဆင့်ပြီးတော့ပကြကြီးပေါ်လာပြီးတော့ ဟိုပင်လေချားသွားလို့ဘာဖြစ်မဖြစ်လာဘူးလို့မပြောနိုင်ပါဘူး။ဒါကြောင့်မို့ရေစိမ့်ထွက်နေရဆိုတဲ့နေရာတွေနောက်တစ်ခါအချိန်ခါမဟုတ်ဘယ်ကကြာလာမှမသိတဲ့တောင်ကြီးလိုရေစီးချောင်းကြီးနဲ့အပြင်းထန်စီးဆင်းလာလို့ဖြတ်တန်းလာရဆိုတဲ့ဒေသတွေမိုးမကြခင်မှာတတိကြီးကြီးထားဖို့ကျွန်တော်အနေနဲ့ခုခုလေးကနှိုးစော်ပန်ကြားခြင်းပါ။ဘာကြောင့်တောင်ကြီးတွေဒီလိုဟောထွက်လာသလဲ။ နေမြင့်ရာနေနေရာကိုခတိုင်းနဲ့မတူတဲ့အခြေအနေထူးခြားမှုရှိနေပြီဆိုကြတဲ့ကငလင်လှုပ်ပြီးတဲ့နောက်ကိုယ့်ရဲ့မြင်မျက်နှာပြင်ကနှိမ့်ချသွားသလားသို့မဟုတ်ကိုယ့်ပတ်ဝန်းကျင်ကရေထွက်နိုင်တဲ့နေရာတွေကအေရီမြင့်ချမ်းမင်းတော်လကောတောင်ကျတော်လန်းတော်လကောကမှမြင့်တက်သွားလို့လားအခုအချိန်ခါမို့ရေစီးချောင်းတွေတော်တော်ဖြတ်စည်းလာပြီဆိုတော့မိုးကြိုင်ဒီတဲ့ပိုဆိုးနေတဲ့နေသားရှိရမလို့ခုကတည်းကအေရီမြင့်ချောင်းတစ်ချောင်းငလင်ပြည့်ပြည့်ကျော်တစ်ချောင်းမှရှိတဲ့မြို့ရွာကပြည်သူတွေတတိကြီးထားပြီးတော့ရှိသမျှအင်အားနဲ့ညှစ်ထုတ်ပြီးတော့လော့အောင်ရှောင်းမှာမဖြစ်ခဲ့ရင်တော့မဖြစ်ဘူးဖြစ်လာခဲ့ရင်ကယ်ဆယ်ကူညီနိုင်မှု ခုငလင်ကြီးဖြစ်တဲ့အခြေအနေကိုပဲကြည့်ပါတကယ်ဖြစ်လာခဲ့ဘယ်သူမှမကယ်နိုင်ဘူးအားလုံးကသူ့အဘူးနဲ့သူအကုန်လုံးဖြစ်ကြတော့အခုတည်းကဲဆဲကူညီရေးလောက်ကြပါဒါပေမဲ့အခုညောင်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြန်မာညီညီဆိုရဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော်ပြီးတော့တခါအာရှငင်းငယ်ရေးတောင်ရှိပြည်တွေကလည်းမြန်မာညီညီဆိုရအန်ဂျီနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တပ်တပ်မတော်နဲ့ American စစ်တပ်နဲ့တွဲပြီးတော့အခု American ဒေသနဲ့ ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်အတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်ကဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြန်မြန်ခိုင်ရင်ဟောထွက်ပေါ်လာဆိုတော့ကျွန်တော်တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအန်ရီဆိုင်မယ်တော်လိုင်းကြီးအတွက်လည်းအစွမ်းကုန်ရုန်းကန်မယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအောင်လံထူရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပဲ ဟုတ်ပြီရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုစစ်ကောင်စီတပ်နဲ့ဝန်ထမ်းတချို့ဒီကနေ့ဧပြီလ18ရက်နေ့မှာ စတင်ဝင်ရောက်လာပြီးဖြစ်ပြီးစစ်ကောင်စီအဖွဲ့ဝင်တွေကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဝရကရှစ်ပြေးလုံခြုံရေးယူပေးထားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆင်မှုအရာကိုကန့်တက် NNDAA ကလာရှိုးမျိုးတွေကနေဆုတ်ခွာသွားပြီးနောက်ဒီကနေ့မှာတော့စစ်ကောင်စီအဖွဲ့ဝင်တွေမိုင်းရဲ့နန်ပေါင်ဘက်ကနေဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ် NNDAA ရဲ့အထူးဒေသတဲ့ဖြစ်အုပ်ချုပ်ခဲ့တဲ့လာရှိုးမျိုးအဝင်လမ်းတွေကိုပိတ်ထားခဲ့ပေမဲ့နေလာအပိုင်းမှာတော့လမ်းတချို့ပြန်ဖွင့်ပေးခဲ့ပြီးလာရှိုးမျိုးတွင်ဝင်လာတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကိုဝတ်တက်ကဟိုရဂိတ်ကနေပူးတွဲပြီးရှေ့ပြေးလုံခြုံရေးယူပေးနေတယ်လို့သိရပါတယ် စစ်ကောင်စီတပ်ဖွဲ့နဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်လမ်းတွေကိုယာယီပိတ်ထားဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပြီး NNDAA တပ်တွေအနေနဲ့လာရှိမျိုးပြင်းတွေဖြစ်တယ်မေဟန်အဒီတဒါဟူပိတ်နဲ့မိုင်းရဲ့နန့်ပောင်တွေဘက်မှာပုံမှန်အတိုင်းစခန်းထိုင်မှာဖြစ်ပြီးမြို့ပြင်ကနေဆုတ်ခွာသွားဖို့တော့မရှိဘူးလို့ဒေတာတွင်သတင်းတွေအရသိရပါဗျ လာရှုမြို့ခံတွေအနေနဲ့စစ်ကောင်စီဝင်ရောက်လာမှာကိုစိုးရိမ်မှုတွေရှိခဲ့ပြီးအခုရက်ပိုင်းတွေမှာတွေမှာတော့လူဝင်နှန်းတွေလူငယ်တွေနဲ့နိုင်ငံရေးကျင်းသားတွေကမြို့ကနေထွက်ခွာသွားခဲ့ကြတယ်လို့သိရပါတယ် ကိုကန့်တက် NNDAA အနေနဲ့လာရှုမျိုးပေါ်ကနေ April 21ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာသွားရမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တယ်လို့မျိုးပေါ်12ရက်ကွက်ကိုစစ်ကောင်စီကပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီး NNDAA တပ်ဖွဲ့တွေကတော့မျိုးပြင်ကနေဝန်းရံထားမှာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်လာရှိမျိုးနဲ့ပတ်သက်ပြီးစစ်ကောင်စီရောကိုကန်တက် NNDAA ကပါထုတ်ဖော်ပြောဆိုထားခြင်းလုံးဝမရှိ လာရှုံမြို့ကိုစစ်ကောင်စီဝင်ရောက်လာပြီးလေရင်အတက်အစင်းလုံးလို့ရပြီဆိုပါကတအောင်းတက်တွေထိန်းချုပ်ထားတဲ့ဒေတာတွေက ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းပုံးကျမှုအနေရကိုများစွာစိုးရိမ်နေကြပါတယ်။လာရှုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းက NNDAA ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပြီးနောက်မြို့သိမ်းတိုက်ပွဲအတွင်း လူနေအိမ်များနဲ့တေဆုံးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေဆုံးထိခိုက်မှုတွေနဲ့ဆုံးရှုံးမှုများစွာရှိခဲ့တာပါတရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီ15ရက်နေ့က NNDAA နဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး16ရက်နေ့မှာနှစ်ဖက်အပြစ်ခတ်ရစဲရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေရပ်တန့်သွားခဲ့ပါတယ် ပြီးခဲ့တဲ့မလ22ရက်နေ့ကလည်းကုမင်းမှာနှစ်ဖက်တာဝန်ရှိသူတွေထပ်မံတွေ့ဆုံခဲ့ကြပြီးဆွေးနွေးမှုပြတ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လာရှုမျိုးပေါ်ကနေကိုကန့်တက်တွေထွက်ခွာခဲ့ပြီးစစ်ကောင်စီကဝင်ရောက်လာခဲ့ပြီးပဲဖြစ်ပါတယ်။